ချင်းမှန်ရောက်ပြီဆိုလို့ရှိရင်ဒီထပ်ဖဲကိတ်ကူကအဓိကလာရမယ်ပေါ့နော်။အောင်နိုင်ဆိုရင်ဖောင်းဆန်းစုကြမယ်။ပါလို့လဲဆိုတော့ဒါကချင်းမိုင်ဆိုတာ ਨੇ ဒါ signature ပဲပေါ့เนาะအဲမနေ့ပိုင်းဆိုလို့ရှိရင်ဒီလိုနေရာမှာခိုးတွေရှိတယ်အရင်တော့အစာကျွေးပြီးတော့ မောင်းထုတ်ပြီးတော့တက်ပုံညာကြရဲ့လာတက်ပုံအခုလောက်ခွင့်မပြီးတော့ဘူးဘာလို့လဲဆိုတော့သူတို့တတ်မှတ်လိုက်ပြီးအဲ့လိုမျိုးမလုပ်ရတော့ဘူးတဲ့အဲ့တော့နောက်လာမဲ့သူတွေလည်းအဲအခုဟိုမနက်ပိုင်းနေခိုးတွေရှိတယ်ဆိုလို့ရှိရင်မောင်းရတော့အအစာမကျွေးရတော့ဘူးတဲ့เนาะအရက်ဒီနားမှာရက်ပြီးရမတော့ရတော့ဘူးပြီးလို့ရှိရင်ဆလစ်မတော့ရဘူးဒါတွေတတ်မှတ်လိုက်ပြီးပေါ့เนาะဘာလို့လဲဆိုတော့ပျက်စီးဆုံးရှုံးမှုတွေများလို့နေမှာပေါ့เนาะ အဲ့တော့ဒီဟာဒီဂိတ်ကြီးဟာထပ်ဖဲဂိတ်လို့ခေါ်တယ်ဒီထပ်ဖဲဂိတ်ကြီးက1296ခုနှစ်မှာစပြီးတော့ဒီအဲဘယင်ပေါ့နော်ဒီထိုင်းနိုင်ငံရဲ့ချင်းမိုင်ကိုတီထောင်ခဲ့တဲ့ဘယင်ဒီ King Mangrain King Mangrain ဆိုတဲ့ဘယင်ကစပြီးတော့တီထောင်ခဲ့တာ အဲတိဆောက်ခဲ့ရပါတော့ဒီထပ်ဖဲဂိတ်ကြီးကိုဒီ1296ခုနှစ်ကတိဆောင်ခဲ့အဲတိဆောက်ခဲ့တဲ့ဒီထပ်ဖဲဂိတ်ကြီးကို1986 85 1985 1986ခုနှစ်မှာဒါပြန်လဲမွန်မန်တိဆောက်ထားတာပေါ့နော်အအရင်ခုနှောင်းက1296ခုနှစ်ကအတိုင်းကို1985ခုနှစ်တုန်းကပြန်ပြီးတော့ rebuild လုပ်ထားတာပေါ့နော်ဒီယာကြီးကိုဒါထပ်ဖဲဂိတ်လို့ခေါ်ပါတယ်ဒါချင်းမိုင်မြို့လေကောင်မှာရှိတယ်အဲ့တော့ချင်းမိုင်ကိုရောက်ပြီဆိုလို့ရှိရင်အဲဒီဒီယာကိုအဓိကလာဖို့လဲ ိုအပ်တယ်ပေါ့နော်ဓာတ်ပုံရိုက်ဖို့လိုအပ်တယ်ဒီနေရာကိုဓာတ်ပုံရိုက်ဖို့လိုအပ်ပါတယ်ဒါကချင်းမိုင်ကိုမရောက်ဖူးသေးတဲ့လူတွေအတွက်ပဲရှင်းပြရအောင်နော်အဲ့တော့ကျွန်တော်ကချင်းမိုင်ကိုခဏခဏလာရင်ဒီနားမှာလာဖြစ်တယ်ဒါပေမဲ့ဓာတ်ပုံတစ်ခါမှမရိုက်ဖြစ်ဘူးအခုတော့ဗီဒီယို vlog ကလေးလုပ်ဖြစ်တယ်ပေါ့နော်ဒါချက်ဖဲကိတ်လို့ခေါ်ပါတယ်ချက်ဖဲကိတ်ကိုတော့ကြည့်ကြမယ်နော်ဘာဘယ်လိုမျိုးပုံစံလေးလဲ ချင်းမိုင်မြို့ကို1296ခုနှစ်ကမန်ဂရိုင်းဘရင်ကတည်ထောင်ခဲ့စဉ်ကမြို့ရိုးနဲ့ကျုံးတွေကိုစတူယန်ပုံတံတန်းနဲ့တည်ဆောက်ခဲ့ကြပါတယ်။ရည်ရွယ်ချက်ကတော့ချင်းမိုင်နဲ့အိမ်လေးချင်းဖြစ်တဲ့ထိုင်းနဲ့မြန်မာတို့ရဲ့ကျူးကျော်မှုကနေမြို့ကိုကာကွယ်ဖို့ဖြစ်တယ်လို့သမိုင်းတွေကဆိုထားပါတယ်။နှစ်ပေါင်း900ကျော်ကြာပြီးတဲ့နောက်ဒီကနေ့မှာမြို့ရဲ့ကြံရှိတဲ့ရုပ်ပိုင်းဆိုင်ရာတွေနဲ့သမိုင်းဝင်ယဉ်ကျေးမှုဆိုင်ရာထူးခြားချက်တွေကတသက်တည်းအဖြစ်ဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ ကျုံးတွေမြို့ရိုးတွေတကားတွေမြို့ရိုးအတွင်းမှာရှိတဲ့ရှေးဟောင်းဖျားချောင်းပေါင်း40နီးပါးဖူးမြော်နိုင်ပြီးတော့ယာနေချီတဲ့ဈေးဆိုင်တန်းတွေမျိုးအပြင်းမှာတွေ့ရမှာပါအမေအဲ့ဒီကိကဟာမပြတ်မယွင်းအောင်အခုနောက်ပိုင်းမှာပြန်ပြီးတော့မွမ်းမံထားတာပေါ့နော်ပြက်စီးသွားမှာဆိုလို့လေဒီလိုမျိုးတန်နေနေကပြန်ပြီးတော့မွမ်းမံမွမ်းမံထားတာပေါ့ဒါကြီးကတော့အဲ့ဒီခက်ကလေးလားမသိပါဘူးဒါပေမဲ့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော် ဟိုပြန်လဲ moment တိဆောက်ထားတဲ့အချိန်မှာအရင်အတိုင်းပဲတစ်သားတုံးနေပြန်အစားထိုးထားရလားမသိဘူးနော်ပြီးရင်တိုင်းသားလူမျိုးစုအသီးသီးရဲ့ယဉ်ကျေးမှုတွေကိုလည်းမြင်တွေ့ရမှာပါအရင်ကတမိုင်းဝင်ရှေးဟောင်းတတိုင်းတွေကျုံးတွေနဲ့တကားကြီးတွေကိုခင်မီနီးပညာတွေနဲ့ရှေးမှုမပြတ်ပြန်လဲပြုပြင် moment ခဲ့ကြပါတယ်ရှေးရောက်နေရတွေအထိမ်းအမှတ်တွေနဲ့ဗုဒ္ဓဘာသာဖျားเจ้าတွေကိုပြန်လည်ပြုပြင် moment ပြင်ဆင်ထားပြီးတော့နိုင်ငံသားခီးသွားတွေကို ရှေးကြားတဲ့မြို့တော်တစ်ခုအဖြစ်ဆက်လက်ဆွေးဆောင်ရရှိနေပါတယ်ဒီချင်းမိုင်ကိုဆိုလို့ရှိရင်အဓိကနိုင်ငံသားတွေရမ်းစိတ်ဝင်စားပြီးလာကြတယ်တကယ်တမ်းကျတော့ထွေထွေထူးထူးကျွန်တော်အနေနဲ့ဘာမှရှိမနေဘူးဒါပေမဲ့ဟိုနေမြို့ပုံစံမျိုးလေးတော့ဖြစ်နေတယ်အေးချမ်းတာပေါ့နော်ဘန်ကောက်ထက်ဆိုင်တော့အေးချမ်းတာပေါ့အာဒီကဒီကဒီဂိတ်ပေါ်ဂိတ်ပေါ်အဲ့ဒီခစ်တုန်းက တက်ပြီးတော့ကင်းဆောင်တဲ့နေရာနေမှာပေါ့နော်ဟုတ်အပေါ့တခိတခါကတကယ်ကိုမှဩဒီတတိုင်းရဲ့ဟိုဘက်ဒီဘက်တတိုင်းရဲ့ဟိုဘက်ဒီဘက်တတိုင်းရဲ့အတွင်းထဲမှာတော့မှတွေ့လားနေစရာနေရာရှိတယ်နော်လုံးဝတတိုင်းကအကြီးကြီးမားမားကြီးပဲနော်အတွင်းထဲမှာလှိုင်ကူပုံစံမျိုးလည်းရှိတယ်ဒီအတွင်းထဲမှာလေဟောင်းကအရှိပဲဒီပပလေမှာတော့ဟိုဟာ အိမ်တွေဖြစ်သွားပြီပေါ့နော်အရင်ခေတ်တုန်းကတော့အာဒီဟာကမြို့အဝင်ဂိတ်ဖြစ်ဖို့များတယ်ပေါ့နော်ချက်ဖဲကိတ်လို့ခေါ်ပါလေချင်းမှန်ရောက်ရင်ဒီနေရာကိုမရောက်ရောက်အောင်လာခဲ့ပါဓာတ်ပုံရိုက်ခဲ့ပါကျွန်တော်တော့ရောက်တိုင်းဓာတ်ပုံမရိုက်ဖြစ်ဘူးဘာလို့လဲဆိုတော့ရိုက်ပြီးမဲ့လူမရှိလို့လေ ီကနေ့ခင်မှာခင်မီတဲ့ချင်းမိုင်မျိုးပြအဖြစ်ရှိနေပြီမယ်လေချင်းမိုင်ရဲ့တမိုင်းဝင်နေရာများနဲ့အထိမ့်မဲ့အဆောက်အုံတွေကိုကောင်းစွာကာကွယ်ထားပြီးတော့ယဉ်ကျေးမှုပွဲတော်တွေနဲ့ပွဲတော်များစွာအတွက်ထိုင်းနိုင်ငံကအင်ရှင်အဖြစ်ကျင်းပလျက်ရှိပါရယ်ခင်ဗျာရှိပဲတကယ်ရာဇဝင်ခစ်တွေကိုရှေးခစ်တွေကိုအရန်စိတ်ဝင်စားတယ်ဖြစ်နိုင်မယ်ဆိုရင်အချိန်ခကြီးသွားပြီးတော့လိလာချင်တာ အောင်နိုင်ဆိုရင်ဖောင်းဆက်စုကြောက်ရယ်